ဟာလိုင်းရဲ့လောင်ရဲအောက်ကနေရုံထွက်ခဲ့ပြီးခြေစွမ်းပြသနေတဲ့ Everett ။ကျန်ရှိကမ္ဘာဘောလုံးလောကမှာအကောင်းဆုံးတိုက်စစ်မှုကိုပြောပါဆိုရင်အားလုံးရဲ့အာယုံကိုဖန်ဆားထားတာကတော့ Julian Everett ပဲဖြစ်ပါတယ်။ဒီကောင်လေးရဲ့တွေ့ရလာမှုကအမကန်းမြင်တွေ့နေရပြီးသူကပုံမှန်ဂိုးသွင်းတဲ့အစင်ကနေပြီးပြီးဆုံးမှုအရှိဆုံးတိုက်စစ်မှုအဖြစ်ကိုကိုးပြောင်းလာခဲ့ပြီးဆိုတဲ့ချီးကျူးတာတွေကိုပါပုံမှုခြေလောင်စီခဲ့ပါတယ်။သူကယုံကြည်မှုပြည့်နဲ့ပြောင်းရွှေ့ခဲ့တဲ့ဆုံးဖြတ်ချက်က Bloody Man Can Be လဲဆိုတာကိုသူရဲ့လက်တော်ခြေစွမ်းနေကတက်တည်ပြသနေပါတယ်။အတလတီကိုမတ်တီတင်းရန်တိုက်စစ်မှု Everett ကလက်တော်ရဲ့ပိုင်းတွင်းမှရင်သူလုပ်ပြခဲ့တဲ့ဆွမ်းဆောင်ရည်တွေကမနှဲပါဘူး။ ောက်ဆုံးရှင်းပြန်ခဲ့တဲ့ပွဲစဉ်၃ပွဲမှာလည်းစုစုပေါင်း၈ကိုတိပါဝင်ပတ်သက်ထားနိုင်ခဲ့တာကသူ့ရဲ့တိုက်စစ်စွမ်းရည်ကိုဖော်ပြနေတာဖြစ်ပါတယ်။လာလီကာပွဲစဉ်ဘလကာနုနဲ့ပွဲမှာလည်းသူကရက်ဆက်တဲ့တွင်းကိုစွမ်းရည်ကိုပြသခဲ့ပြီးဟတ်ထွေ၃ကိုတိတွင်းယူပေးနိုင်ခဲ့ပါတယ်။ရီမရီတင်းနဲ့ဒါဘီပွဲမှာလည်း၂ကိုတွင်းယူခဲ့ပြီးထူးခြားဆုံးကတော့ကမ္ဘာစစ်ဖရီကစ်တွင်းကိုတကူပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါအတွက်နီစတင်ပိုင်းဆိုင်ရာဆွမ်းရည်ကဘလောက်ထိမြင်မာတယ်ဆိုတာကိုပြသနေခြင်းပဲဖြစ်ပါတယ်ပရဖက်ဒီတဲ့မင်းရကချန်ပီယံလိပွဲစဉ်မှာလည်းသူဟာဂိုးတင်းချီဆွမ်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီးဒဂိုးတွင်းယူကနဲ့ချင်းဖန်နီပေးသွားနိုင်ခဲ့တာကြောင့်စုစုပေါင်း၃မှတ်ထိရယူပေးနိုင်ခဲ့ပါတယ်ဂျူလီယန်ပါရရဲ့ချီဆွမ်းကဂိုးတွင်းယူနိုင်ခဲ့ရုံနမကကိုပန်နိုင်ဆောင်ကိုပါတုံးမြင့်ပြသနေခြင်းကသူ့ကိုပိုပြီးထူးခြားစေခဲ့ပါတယ်ချန်ပီယံလိလိုရေးကြည့်တဲ့ပွဲစဉ်မှာအတွင်းကိုပြင်ဖန်နီမွန်နီချင်းပြုလုပ်နိုင်ခဲ့တာကသူဟာဂိုးတွင်းချင်းဂိုးပန်နီချင်း တိုက်စစ်လမ်းကြောင်းဖွေပွဲချင်းစားတဲ့တိုက်စစ်မှုတွေမှာရှီတင်းနဲ့ပြီးပြီးဆုံးတဲ့ရည်ချင်းတွေကိုပိုင်းဆိုင်နေပြီဆိုတော့ခိုင်မာပြသလိုက်တာပဲဖြစ်ပါတယ်။အဲပါလေးကလက်ရှိအောင်မြင်မှုလိုဝဲချက်ကသူ့ရဲ့ရဲရင်နဲ့စိုးပြချက်ကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။သူအရင်ကမက်ဆီတင်းမှာဟာလိုင်းရဲ့နောက်မှာပဲရဲရောက်ကကစားမားခစ်ဆက်နေရမယ်သူမဟုတ်ဘူးလို့သူကိုယ်သူယုံကြည်ခဲ့ပြီးအတလတီကိုမက်တီတင်းစီကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အတလတီကိုမက်တီတင်းနဲ့ပထမဆုံးရချင်မှာပဲသူအားခြေစွမ်းပြသခဲ့ပြီးအတင်းရဲ့ထိတ်တန်းကိုတွေ့ရှင်ဖြစ်ခဲ့ပါတယ်။ဒီအချိန်မှာတော့ပူကောင်းတဲ့အပါရဲဖြစ်လာခဲ့ပြီးအတင်းကိုဥဆောင်မဲ့ဥဆောင်ကစားမားတို့ဖြစ်လာခဲ့ပါပြီ။ အကယ်၍သာသူဟာဟာလန်နောက်မှာပဲဆက်နေခဲ့မယ်ဆိုရင်တော့ဒီလောက်အခွင့်အရေးတွေနဲ့ခြေစွမ်းပြနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်သူကိုယ်သူယုံကြည်မှုပြည့်ရှိပြီးအတင်းပြောင်းမှုဆုံးဖြတ်ခဲ့တာကမှန်ကန်နေခဲ့ပါပြီလို့ဆိုနိုင်ပါတယ်။ဒီဘက်ဒီကိုစီမျိုးနီကလည်းသူ့ရဲ့တိုက်စစ်ဆွမ်းဆောင်ရည်ကိုအတိအမှတ်ပြုထားပါတယ်။ဒီဘက်စီမျိုးနီကသူ့တိုက်စစ်မှုကိုတင်းလုံးကလူတွေဝိုင်းဝန်းခရီးဆိုင်ပေးဖို့ပြောခဲ့တာကအေဘော်ရဲ့လက်ရှိမှာအတင်းအတွက်ဘလောက်ထိမရှိမဖြစ်ရေးပါတဲ့ကစားမလဲဆိုတာကိုဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ဒီဘက်ယုံကြည်မှုနဲ့တင်းမော်ရီရဲ့ပံ့ပိုးပေးမှုအောက်မှာအေဘော်ရဲ့ကသူ့ရဲ့လာလာအားလုံးကိုထုတ်ပြနေပြီးကမ္ဘာစစ်တိုက်စစ်မှုတို့အဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။ဒီမှာကျွန်တော်တို့ကတည်းကအမှားကိုချပြတဲ့